ဘီဂရုဂလိုက်ကနေလဲမျိုးတွေအတွက်နော်ကျွန်တော်တို့ဒီ9 6အားကြောင့်ကြံကြိမ်မှာ၄၅6ခုကိုလိုက်ရမယ်ဆိုပြီးတော့ကျွန်တော်မျိုးတွေကိုကျွန်တော်ပေးပြီးပါပြီနော်ဟလာလိုက်မှာ9 6အားကြောင့်၄၅6ခုဘူပါခွေဟလာ မျိုးတွေအတွက်ပေးပြပါပြီ like ကိုတွက်ကြည့်ပါအဲ့ဒီမှာကျွန်တော်တို့လက်တွေ့ site လေးတစ်ခုနဲ့မျိုးတွေအတွက်ကျွန်တော်တို့ထပ်မံပြသမှာဖြစ်ပါတယ်โอเคပါကျွန်တော်တို့ YouTube like ကတော့ရပါပြီအဲ့ကြတော့ကျွန်တော်မျိုးတွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ channel ရဲ့ဒီမှာဒီ YouTube ကနေပဲမျိုးတွေအတွက်အကောင်းဆုံးလေးတွေကိုပြသပေးမှာဖြစ်ပါတယ် ျွန်တော်တို့လက်တွေ့ဆက်အရပြောရရင်ဒီထိတ်နှလုံးပေါင်းခြင်း6 6ပါဝါ1 6တိဒီနောင်လုံးနှလုံးပေါင်းခြင်း4ရဲ့6ရဲ့ဆို3ည3ည9နဲ့ထွက်တွဲပြီးတော့9တိဆိုပြီးတော့ထွက်ခဲ့ပါတယ်နှလုံးပေါင်းခြင်း4 4 9ကိုနှလုံးပေါင်းခြင်း1 1 4ချိန်နဲ့ ဒီမှာတော့ကျွန်တော်တို့ကြီးဖြစ်နေပဲတချမ်းစီထွက်သွားတယ်เนาะဒီမှာနှလုံးပေါင်းကြီး6 6 power 1 6 1ကိုကျွန်တော်တို့ဒီနှလုံးပေါင်းကြီး4 4နှစ်ချင်းနဲ့နှစ်တဆိုပြီးထွက်ခဲ့တာဖြစ်တဲ့အတွက်ဒီနေ့လဲကြီးရနှလုံးပေါင်းကြီး1တ6ကိုကျွန်တော်တို့နှလုံးပေါင်းကြီး3ည3ည9နဲ့ 66ခွန်31ခွန်ဆိုတာကိုကျွန်တော်ကကြိုက်နေပါတယ်ဘာလို့လဲဆိုရင်ဒီနေ့9တုံညအချိန်နေရှိပါတယ်ခင်ဗျနော်9တုံညအချိန်နေရှိတော့တုံညတည်းရဆိုရင်ဒီတုံည6ဟုတ်လားမိန်းပေါ့ဗျာတုံည4တုံည2ဆိုတာ၄ကြိုက်တယ် ငါးနဲ့ဆိုရင်ငါတိတိငါငါခုနေဆိုပြီးတော့ကျိုင်းနေတဲ့ပါလေဒါကဒီနေ့ဗုဒ္ဓဘုနေ့အတွက်အချင်းကိုကြိုက်တာနော်ဒါကလက်တွဲဆိုင်အချင်းကိုပြတာကြိုက်မှလို့ကျွန်တော်ကတော့မျိုးတွေအတွက်အကောင်းဆုံး 6ကြာရင်56ခွန်အခွေကိုပေးထားတာဖြစ်တယ်နော်ဒါဒီအောင်မြင်ထပ်ပြီးတော့ကျွန်တော်ကေပေါက်တွေပေးဖို့ရှိပါသေးတယ်ခင်ဗျာကျွန်တော်နေ့ရပြသပြီးတာပါဟုတ်လား69ထွက်လို့56ခွန်အခွေချက်ချင်းကြရပါတယ်ထွက်လို့56ခွန်အခွေချက်ချင်းကြရပါတယ်နော်အဘူပါအခွေပါ အဲ့ကြတော့အခုအမျိုးတွေအတွက်96ကြလို့456ခွခွေကိုအပိုင်ထိုးကြပါလို့ပြောရင်ဟုတ်ကဲ့မင်္ဂလာပါအခုမြင်နေမလားကျွန်တော်တို့ဒါနော်ဘယ်လိုပဲဖြစ်ဖြစ်လိုက်ပြတဲ့စီမံနော်အမျိုးတွေမြင်နေအမျိုးတွေမြင်နေခုနတယောက်တက်လာနော်အဲအဲ့ဒါကိုပြောတာပါအဲ့ကြောင့်မလို့ကျွန်တော်အမျိုးတွေကနော် subscriber လေးတွေနေပေးထားပါ like လေးတွေနေပေးထားပါ လို့ပြောရင်းနဲ့အမျိုးတွေအတွက်အကောင်းဆုံး56ခုအခွေနဲ့အတူနော်ဒီနေ့လက်တွေ့ site ကတော့ဒါပါခင်ဗျဒီနေ့9တုံညအချင်းကြီးကြိုက်ပါတယ်ခင်ဗျနော်မနေရောညနေရောအဲဒီကြောင့်မို့လို့ကျွန်တော်ဒီလက်တွေ့ site လေးကိုပြသခြင်းဖြစ်ပါတယ်လို့ပြောရင်း ကျွန်တော် like ကိုတွေးရှိတဲ့မျိုးတွေအားလို့ကျမ်းမာချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးမင်္ဂလာပါ